သူများချက်သူရေးသားတွေကိုဝင်ရှုပ်တတ်တဲ့ North Florida ကိုမီဒီယာတွေရှိမှအခုလိုဆုံးမခဲ့တဲ့ရွှေသမီးပရိသတ်များအလုံးမဲမြင်လာပါရှင်ရွှေမန်လေး channel ကနေပြလဲကြိုးစိုးလိုက်ပါတယ်အင်တာဗျူးလေးတစ်ခုကြောင့်မင်းသမီးကျော်ရွှေသမီးနဲ့စနိုက်ကျော်ဆိုတဲ့နာမည်နဲ့ပရိသတ်တွေကြားမှာနာမည်ကြီးနေတဲ့ North Florida တို့ပဲဖြစ်ပါတယ်အထူးသဖြင့်တော့ရွှေသမီးက North Florida ကိုဘေးမှာထားပြီးတော့သူများရဲ့သမီးစားတွေကြားထဲမှာစီးထားဖို့ပြောနေခဲ့ရပါဘူး မင်းသမီးနေရောင်အခမ်းအနားတစ်ခုမှာမီဒီယာတွေကိုအတူတူတွဲပြီးတော့အင်တာဗျူးဖြစ်နေကြတဲ့အချိန်မှာအစာပိုင်းမှာတော့အလုံးကအေးစစ်စစ်ပါပဲဒါပေမဲ့အင်တာဗျူးရဲ့အလယ်လောက်ရောက်တဲ့အခါမှာတော့ရွှေသမီးကမိန်းကလေးတွေရဲ့ကျင့်ဝတ်နဲ့အစည်းအကမ်းအကြောင်းတွေကိုအရန်ကိုတီတီတန်တန်နဲ့စပြီးတော့ပြောပါတော့တယ်ဒါပေမဲ့ဒီနေရာမှာရွှေသမီးပြောလိုက်တဲ့အကြောင်းအရာတိုင်းကသူ့ဘေးမှာရက်နေတဲ့ Nova Fire ထားရဲ့နာမည်ကျိုးသမိုင်းတွေကိုတဲ့တဲ့ကြီးသွားပြီးတော့ထိမှန်နေလို့ပါပဲပရိသတ်ကြီးတို့သိရတဲ့အချိန်မှာ Nova Fire ထားဆိုတာကသမိုင်းရဲ့တယောက်ဆောင်ကောင်းမှုမှုချက်စရာကောင်းတဲ့မျက်နှာလေးတွေထက် သူများရဲ့ချစ်သူကိုလူယူတတ်သူဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ပူပြီးတော့နာမည်ကြီးနေတာဖြစ်ပါတယ်။ဒီနာမည်ကိုသူဘယ်ကနေဆောက်ရခဲ့တယ်လဲဆိုတော့တနိုင်ငံလုံးကပြည်သက်တွေချစ်ခင်အားကြရတဲ့ဇုံတွေငယ်ချီဦးတွေဖြစ်တဲ့လွန်ပိုင်နဲ့ဘော်ဘီဆော်ဆာတို့ရဲ့ဆယ်စုနှစ်တခုကျော်ကအချစ်ရေးကိုဝင်ရောက်ဖြိုခွဲခဲ့တယ်ဆိုတဲ့သတင်းကနေစတင်ခဲ့ရပါ။ Nova ရဲ့ဂျာကလွမ်းပိုင်တဲ့ရုပ်ရှင်အတူတူရိုက်ပြီးမကြခင်မှာသူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပြီးတော့လွမ်းပိုင်တဲ့ Nova ရဲ့ဂျာတို့တွဲသွားခဲ့ရတာကတော့ပရိသတ်တွေအတွက်မမေ့နိုင်စရာလူပြောစရာကိစ္စကြီးတွေ တစ်ခုဖြစ်ခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။တက္ကသိုလ်တက်စင်ကလေးကအဲ့ဒီလိုမျိုးအချင်းမျိုးတွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေကလည်းရှိနေသလိုအခုလက်ရှိသူနဲ့တွဲနေရဲ့ရုပ်ရှင်ထုတ်လွှင့်ရေးပိုင်ရှင်ကိုထက်ခိုင်ဝင်းဆိုတာကလည်းသူရဲ့တငယ်ချင်းဖုန်းတီတီကျော်ရဲ့ Bad Friends ဖြစ်တဲ့ခင်ကျေးမုံစီကနေလူယူခဲ့တာလို့သတင်းတွေကလည်းထွက်နေပြန်ပါတယ်။ ဒီလိုသမိုင်းကြောင်းနေရှင်နေတဲ့ North Fighter ကိုဘေးမှာထားပြီးတော့ရွှေသမီးကမီဒီယာတွေရှေ့မှာဘာတွေဆုံးမလိုက်တယ်လဲဆိုတော့သူပြောတာကမိန်းကလေးတယောက်ဟာရည်စားရှိတဲ့ယောက်ျားလေးတယောက်နဲ့ဆက်ဆံတဲ့အခါမှာအနေအထားအရင်ဆင်ကျင်ရမယ်လို့ဆိုခဲ့တာပါဆက်ပြီးတော့အထူးသဖြင့် Facebook reaction လေးတစ်ခုကအစသတိထားရမယ်ကိုကဘာမှမဟုတ်ပဲပေးလိုက်တဲ့ care reaction လေးတစ်ခု love reaction လေးတစ်ခုကတစ်ဖက်ကသူရည်စားမိန်းကလေးအတွက်အတွေးလွန်မှုတွေစိတ်မချမ်းသာမှုတွေရံဖြစ်စရာတွေဖြစ်သွားစေနိုင်တယ်ဆိုပြီးတော့အတီး ျထောက်ပြပြောဆိုဆုံးမခဲ့ရပါ။ရွှေသမီးကဒီစကားတွေကိုလုံးဝမျက်နှာသာတည်တည်နဲ့ကိုကြောင့်သူများအတွဲမပြတ်ဆဲစေခြင်းမူဆိုရင်ဒီစည်းကမ်းကအရင်အရေးကြီးရဲ့ဆိုတဲ့သဘောမျိုးနဲ့အလေးနက်ချာပြောသွားတာပါဒီအချိန်မှာကင်မရာတွေကဘေးကနော်ဖောင်းရထားကိုလှည့်ကြည့်လိုက်တဲ့အခါနော်ဖောင်းရထားကလည်းရွှေသမီးပြောသမျှတွေကိုခေါင်းလေးတငိမ့်ငိမ့်နဲ့ထောက်ခံနေတဲ့ပုံစံမျိုးလှုပ်ပြနေခဲ့ပါတယ် ဒီဗီဒီယိုဖိုင်ကြီးတက်လာတဲ့အခါမှာတော့ပရိသတ်တွေကအလွန်မပြေးပါဘူး။ကြည်စံ Nova Yeta မျက်နှာဤလဲလဲဖြစ်နေပြီလို့စားနောက်နေကြသလုံးခေါင်းသာငိတ်နေရရင်ဘက်ထဲမှာတော့အနေရတော်တော်ခက်နေမှာပဲဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။ အများစုကတော့ဒါဟာရွှေသမီးကတမင်တကာနော်ဖော့ရထားကိုမီဒီယာတွေရှိမှလူကြားကောက်တဲ့ဆုံးမလိုက်တော့စောင်းပြီးတော့ပြောလိုက်တာဖြစ်တယ်လို့တညတညွတ်သေးသုံးသပ်နေကြပါတယ်။ပရိသတ်ကြီးတို့ရောဒီအင်တာဗျူးလေးကိုကြည့်ပြီးတော့ဘယ်လိုထင်မြင်မိပါသလဲ။ရွှေသမီးရဲ့လောရက်ကတကယ်ပဲနော်ဖော့ရထားကိုတမင်ရည်ရွယ်ပြီးတော့ဆုံးမခဲ့ရလို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုဝင်ရောက်မဆက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်။